ဲ့တော့2.2ရဲ့ teaching method တွေထဲမှာနောက်ဆုံး method ဖြစ်တဲ့ self instruction method ပါပေါ့နော်ဒါကတော့ဆရာမတို့ဟိုစာအနေနဲ့ပဲရှင်းတာပါဆရာမတို့ဒီဥစ္စာအကြောင်းကိုကောင်းကောင်းသိပါတယ်ဆရာမတို့ရဲ့ဟို module တွေထဲမှာဆိုရင် educational module ပါမယ်နောက်တစ်ခါ workbook ပါမယ်ပေါ့နော်အဲ့မှာကျမတို့တွေ education module ရဲ့ page number ဘယ်လောက်ကိုဖတ်ပါပြီးရင် workbook ရဲ့ number စာမျက်နှာ number ဘယ်လောက်ကိုသွားပြီးတော့မှပါ activity ကိုသွားလုပ်ပါ အဲ့ activity ကိုလုပ်ပြီးပြီဆိုရင် education module ဘက်ကိုပြန်လာပါ page number ဘလောက်ကနေဘလောက်ကိုစပြန်ဖတ်ပါအောင်အဲ့လိုမျိုးတွေနဲ့ပေးထားတဲ့ဥစားကို self instruction လို့ခေါ်ပါတယ်အဲ့တော့ self instruction ကလည်း teaching method ထဲမှာတမျိုးအပါဝင်ပေါ့နော်အဲ့တော့ self instruction method လေးအကြောင်းကိုရှင်းပြပါမယ်ဒါကတော့ unit 2ဖြစ်တဲ့ educational principles and teaching methods ဆိုတဲ့အခန်းလေးရဲ့နောက်ဆုံးလက်ချာဗီဒီယိုလေးပဲဖြစ်ပါတယ် အဲ့တော့ self instruction ဆိုတာက तू อ่ะ teaching method အမျိုးအစားတစ်မျိုးဖြစ်တယ်ပေါ့เนาะအဲ့ဒါက तू อ่ะဘာအတွက် ပေးထားတာလဲဆိုတော့ instruction နဲ့ activity independent လीပေါ့เนาะចောင်းသားတွေကို independently လွတ်လွတ်လပ်လပ်ဆိုစာသင်နိုင်ဖို့အတွက်ကိုပေးထားတဲ့ instruction ပေးထားတဲ့ညွှန်ကြားချက်ပေးထားတဲ့ activity ပဲဖြစ်ပဲပေါ့เนาะအဲ့တော့ module တစ်ခုစီမှာဆိုရင် तू อ่ะအခန်းတစ်ခန်းမှာ तू อ่ะ one topic ဒီအခန်းတစ်ခန်းကိုပဲကျမတို့ကနေပြီးတော့မှ module တစ်ခုမှာအခန်းတစ်ခန်းအကြောင်းကိုပဲပြောမယ်နောက်တစ်ခုကကျ independent study ပေါ့เนาะ ိုကြိုက်တဲ့အချိန်ကိုအားတဲ့အချိန်မှာကိုကြိုက်တဲ့လိုပုံစံမျိုးနဲ့ကျမတို့စာအုပ်လေ့လာလို့ရပါတယ်အဓိကတော့ဒီ self instruction ဆိုတဲ့နေရာမှာအဓိကဘယ် domain တွေကိုသင်တာလဲဆိုတော့ကျမတို့ cognitive ကိုလည်းသင်တယ်နောက်တစ်ခါ psychomotor ကိုလည်းသင်တယ် cognitive ကတော့အဓိကဖြစ်မယ်နဲ့တူတယ် psychomotor ကကျတော့သူက step by step guide လေးတွေ procedure လုပ်တဲ့အခါမှာဘာပြီးရင်ဘာလုပ်ပါဘာပြီးရင်ဘာလုပ်ပါအဲ့လိုမျိုး instruction လေးတွေပေးနေတဲ့အခါကျရင်လည်းဒီ self instruction ကိုသုံးတာဖြစ်ပါတယ်အဲ့တော့သူရဲ့အဓိကရည်ရွယ်ချက်ကကျတော့ to master information သတင်းချက်လက်တွေကိုပို့ပြီးတော့မှကြွွွန်းချင်းချင်းသိစေချင်လို့ရယ် apply to practice ပြန်ပြီးတော့မှ practice လေ့ကျင့်ကြည့်တဲ့အခါမျိုးကြရင်လည်းပြန်အသုံးချတတ်စနိုင်အောင်လို့ဆိုပြီးတော့မှပေးတာဖြစ်ပါတယ်အဲ့တော့အဓိကတော့ self study ကိုယ့်ဘာသာကိုလေ့လာရမယ်ကိုယ့်ဘာသာကိုဘယ်အချိန်မှာဘာလုပ်မလဲဆိုတာကိုညွှန်ကြားပြီးတော့မှလုပ်ရမယ်အဲ့တော့ self instruction method ကဘယ်အချိန်မှာပို့ပြီးတော့မှအသုံးဝင်လာလဲဆိုတော့ effective adjacence for introducing principles and step by step guideline prior to demonstration of a psychomotor skill ဲ့တော့ practice skill တစ်ခုဖြစ်တဲ့ psychomotor skill ကိုမလုပ်ပြခင်မှာ demonstration မလုပ်ပြခင်မှာကျမတို့ကသူနဲ့ပတ်သက်တဲ့ principle တွေအကြောင်းနောက်တစ်ခါသူနဲ့ပတ်သက်တဲ့ step by step guideline တွေအကြောင်းကိုပြောတဲ့အခါမှာဒီ self instruction method ကအသုံးဝင်တာကိုတွေ့ရပါတယ်တဲ့အဲ့တော့ self instruction module ထဲမှာသူကဘာတွေပါလဲဆိုတော့ပုံစံမျိုးစုံနဲ့တော့ self instruction ကိုလုပ်တယ်။တချို့ကတော့ workbook အနေနဲ့လုပ်တယ်။ဆရာမတို့ဆိုရင်တော့ workbook တွေထားပြီးတော့လုပ်တာပေါ့နော်။တချို့ကျတော့လည်း study guide စာအုပ်လေးတွေရှိတယ်။ လမ်းညွန်စာအုပ်လေးတွေပေါ့နော်အဝေးတင်တက်တက်သူတွေဆိုရင်တော့အဲ study guide စာအုပ်လေးတွေသိမှန်းနဲ့တူပါတယ်တချို့ကျတော့လည်း word station ဆိုတာကအလုပ်လုပ်ရမယ့်ပုံစံလေးတွေကိုညွှန်ကြားထားတာလေးရှိမယ်တချို့ကကျတော့လည်း video တိတ်လေးနဲ့လုပ်တယ်တချို့ကျတော့လည်း internet မှာ module လေးတွေတင်ထားပြီးတော့လုပ်တယ် computer program မှာပါပြီးရင်ပါဦးနှိပ်လိုက်ပါဆိုပြီးတော့လုပ်တယ်အဓိကတော့ဘာလဲဆိုတော့သူက design to use independently ကိုအားတဲ့အချိန်ကျမတို့ adapt learning principle မှာပြောထားခဲ့ပါတယ်ဒီ လူကြီးတွေအနေနဲ့တင်ယူတဲ့အခါမှာသူတို့ independent ဖြစ်တယ်လို့ပြောထားတာသူတို့ကြိုက်တဲ့အချိန်ပေါ့နော် press for time အချိန်ကလည်းတိတ်မရတဲ့အခါကျတော့သူတို့အဆင်ပြေတဲ့အချိန်အားတဲ့အချိန်မှာတင်ယူဖို့အတွက်ကိုစီစဉ်ရမယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတို့အဓိကထားပြီးပြောချင်တာပါ instruction တွေရနေပြီးမှသူတို့အတွက်ကိုသူက facilitator resource person တစ်ခုအနေနဲ့သူက self လုပ်ပေးမယ်ပေါ့နော်အဲ့ဒါကိုကိုကိုတိုင်းဘယ်ချိန်မှငါဘာလုပ်မလဲဆိုတာကို self study လုပ်ခြင်းအပြင် self direct လုပ်ခြင်းအပြင် motivation နဲ့ reinforcement တွေရအောင်လို့ဆိုပြီးမှသူကလုပ်ပေးပါတယ်လို့ပြောပါတယ် ဲ့တော့ဒီ self instruction method မှာကျတော့စာရေးပြီးတော့မှပြောထားတာကိုကိုယ့်ဘာသာကိုယ်ပဲဖတ်ပြီးတော့လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့သူက less teacher တိုင်းဆရာတွေရဲ့အချိန်ကကျတော့တက်တာသွားတယ် to give information မဟုတ်ရင်ဆရာတွေကဒါကိုတက်တက်ပြန်ရှင်းပေးနေရတာကိုနောက်တစ်ခါကျတော့ e session internet to me individual နေ့ဆိုတာကတယောက်နဲ့တယောက်နဲ့အားတဲ့အချိန်ချင်းမတူဘူးလေအဲ့တော့ကိုအားတဲ့အချိန်မှာကိုဒီဥစ္စာတွေကိုဖတ်ကြည့်လိုက်မှာပေါ့နော်ကို duty off တဲ့အချိန်ကိုဖတ်ကြည့်လို့ရအောင်လို့တယောက်ရဲ့လိုအပ်ချက်ဟိုပေါ်မှာမူတည်ပြီးတော့မှလုပ်ပေးနိုင်အောင်လို့ယူရင်းပြီးတော့မှပေးထားတာဖြစ်ပါတယ်တဲ့ တချို့ကြတော့လေလန်နာကကြတော့လေ self instruction method ကိုသူတို့တိတ်မကြိုက်ဘူးသူတို့ညှင်းဆန်ကျင်ကြတယ်ဘာလို့လဲဆိုတော့ teaching learning process မှာ teaching ဆိုတဲ့ဆရာရဲ့သင်ကြားမှုမရှိဘဲနဲ့ကိုယ့်ဘာသာကို learning လုပ်နေရတဲ့အခါကျတော့အဲ့လိုမျိုးကြတော့သူက depersonalize ဆိုတာကလူကိုလူလူအကောင်လိုက်ကြီးမမြင်ရတဲ့အခါမျိုးကြတယ်သူကဒါမျိုးကိုတိတ်ပြီးတော့မှမကြိုက်ချင်ကြဘူးတဲ့ဒါပေမဲ့ focus on instruction is different တချို့ကြတော့လေဒီ focus on instruction ဆိုတာကဘာကိုဥတည်ပြီးတော့ညွှန်ကြားထားလဲဆိုတာလည်းတိတ်မတူဘူးပေါ့နော်ဆိုတော့ဒီမှာကကြတော့ ညသောပြင်းကကြတော့တခြားတိချင်းမသက်တိထက်ဆိုင်ရင် amount of time is more limited အချိန်ကတော်တော်ကြီးကို limit လောက်ထားတာတွေ့တယ်။နောက်တစ်ခုကကြတော့ဒီနီလန်းကတော့တကယ်ကတော့သူကဘာနဲ့ကန့်ညီလဲဆိုတော့ principles of adult education နဲ့တော့ကန့်ညီတယ်ပေါ့နော်။လူကြီးတွေကိုဘယ်လိုသင်ရမလဲဆိုတဲ့ adult learning principle တွေနဲ့တော့ကိုက်ပါတယ်တဲ့။ဒါပေမဲ့ be made more readily accessible ဒါပေမဲ့ learner တွေအတွက်ဆိုရင်သူကဒီ instruction လောက်ထားပေးတဲ့အကြောင်းအရာတွေကပေါ့နော်။ညွှန်ကြားချက်ပေးထားတဲ့အကြောင်းအရာတွေက readily accessible လွယ်လွယ်ကူကူရနိုင်တဲ့ဟာမျိုးဖြစ်ရမယ်။ any resource to complete the self study program သူတို့သူ study လုပ်ဖို့အတွက်ကိုတခြား resource တွေကလည်းခက်ခဲတဲ့ resource မျိုးတွေတော့မဟုတ်ရဘူးပေါ့နော်အဲ့တော့အဲ့မှာသူက instruction self instruction module ရေးတဲ့အခါမှာလိုအပ်မဲ့ elements လေးတွေအကြောင်းကိုပြောထားပါတယ်ဒီ self instruction မှာတော့စာကြားမဲ့အပုတ်တရားနှစ်ပုတ်ရှိပါမယ်တစ်ခုကကျတော့ element needs in each self instruction module ဆိုတဲ့ဟာပါအဲ့ဒါတော်တော်များပါတယ်ဆိုတော့ကျမတို့တွေဆီယမတို့ကိုပေးတဲ့စာအုပ်လေးတွေကိုပြန်မြင်အောင်ကြည့်ပေါ့နော် ဲ့မှာဘာတွေပါမလဲဆိုတော့သူက introduction အခန်းလေးပါမယ်ဒီ module လေးမှာဆိုရင် introduction မှာဘာတွေပါမလဲဆိုတဲ့ဥစ္စာလေးပါမယ်အဲ့မှာ state of purpose ဒီ module ကိုသင်ရတဲ့ရည်ရွယ်ချက်တွေအကြောင်းနောက်တစ်ခါဘာတွေပါအောင်မလဲဆိုတော့ direction for how to use the module ဆိုတာကဒီ module ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အကြောင်းအဲ့ဒါလေးတွေအကြောင်းပါမယ်နောက်တစ်ခါကျတော့ list of prerequisites key ဆိုတာကဒီ module ကိုမသင်ခင်မှာဆရာမတို့မှာအရင်ဆုံးဒါကိုဒါကိုဒီ module ကိုဖတ်ဖို့အတွက်ကို အရင်တော့အရင်ဆုံးဘာတွေတက်ထားရမလဲဆိုတော့ prerequisite ပေါ့နော်ကြိုတင်သိထားရမယ့်အကြောင်းအရာလေးတွေပါမယ်နောက်တစ်ခါကျတော့ list of behavior ရဲ့ objective အဲ့တော့ဆရာမတို့ကိုတင်လိုက်တဲ့အခါမှာဆရာမတို့ရဲ့ objective ဒီတင်ကြရတဲ့ UI ချက်တွေကိုအဲ့ဒါကိုကျမတို့ကနေပြီးတော့မှ clear and measurable statement ရှင်းရှင်းလင်းလင်းနဲ့တိုင်းတာလို့ရတဲ့ပုံစံတွေနဲ့ကျမတို့တွေအဲ့ဒါတွေကိုရေးထားတဲ့ဟာလေးတွေဖော်ပြထားပေးမယ်။နောက်တစ်ခုကဘာလဲဆိုတော့ဆရာမတို့ရေးသိပါတယ်။ဆရာမတို့ရဲ့ဆောက်တွေထဲမှာကျမတို့ pre test တွေထည့်ထားပေးတယ်။ ဲ့ pretest လေးတွေလည်းပါရမယ်။ဥမာဒီ module ကိုမတင်ခင်မှာကို့မှာဘယ်လောက်ထိကိုတက်ထားပြီးပြီလဲဆိုတာ pretest လေးရေးဆရာမယ်။အဲ့ဒါပြီးပြီဆိုရင်ဒီ module ကိုဖတ်ဖို့အတွက်ကိုပေါ့နော် resource တွေဘာတွေလိုလဲဆိုတာရယ် learning activity တွေဘာတွေရှိလဲဆိုတာရယ်အဲ့ဒါကိုလည်းဖော်ပြထားမယ်။ဥမာ video ကိုကြည့်ရမယ်ဒါမှမဟုတ်လည်း PowerPoint slide တွေကြည့်ရမယ်ဒါမှမဟုတ်လည်းရေးထားတဲ့ educational module တွေကိုကြည့်ရမယ်ပေါ့နော်။နောက်တစ်ခါကျတော့ဒီ module ထဲမှာဘာတွေပါလဲဆိုတဲ့ outline လေးတစ်ခုအရင်ဆုံးဖော်ပြထားပေးရမယ်။ ဲ့အောက်လိုင်းရဲ့အောက်မှာကိုပဲအမှန်တကယ်လေးလာတင်ယူတဲ့အခါမျိုးမှာ small unit ပေါ့နော် unit အခွဲလေးတွေဘာလေးရှိလဲဆိုတာကိုလည်း frame လေးတွေနဲ့ကျမတို့ကနေပြီးတော့မှအဲ့ဒါလေးတွေကိုဖော်ပြထားပေးရမယ်တဲ့နောက်တစ်ခါကျတော့ estimated total lunch တော့အတိုင်းဒီ module ကိုဖတ်တဲ့အချိန်မှာ module ကိုပြီးအောင်ဖတ်ဖို့အတွက်ကိုအချိန်ဘယ်လောက်ယူရမလဲဆိုတာကို estimate ပေါ့နော်ခန့်မှန်းခြေလေးဆွဲထားပေးရမယ်တကယ်လို့ဒီ module ကိုကောင်းကောင်းဆွဲထားတယ်ဆိုရင်သူက relatively short တော်တော်လေးနဲ့အတိုင်းမဲ့အရင်ကြီးလဲ ဟိုအရန်တိုလွန်အားကြီးတော့လူစိတ်ဝင်စားအောင်လို့လည်းမဟုတ်ရအောင်ပေါ့နော်အချိန်လေးသတ်မှတ်ထားပေးရမယ်။ Now different presentation for the material based on objective and resource available အဲ့တော့ကျမတို့ကနေပြီးတော့မှရနိုင်တဲ့ resource တွေနောက်ကကိုယ့်ရဲ့ objective တွေပေါ်မှာမူတည်ပြီးတော့မှ different presentation ဆိုတာက module ကိုကျမတို့ကပုံစံမျိုးစုံလေးနဲ့ဖန်တီးထားပေးရမယ်တဲ့။နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့အဲ self instruction module တွေဆွဲတဲ့အခါမှာကျမတို့ periodic self assessment ဆိုတာက မော်ဂျူးတစ်ခုပြီးတိုင်းပြီးတိုင်းမှာခေါင်းစဉ်တစ်ခုပြီးတိုင်းပြီးတိုင်းမှာဗားလေးတွေတက်ဖို့လိုလဲဆိုတာကို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 ပြန်ပြီးတော့မှ assess လုပ်ရမယ်အဲအကြောင်းမို့ဆင်မတို့ကဟို education နဲ့ module နဲ့ workbook နဲ့ဟိုဘက်စာမျက်နှာချိတ်ဒီဘက်စာမျက်နှာချိတ်ချိတ်ပြီးတော့မှခေါင်းစဉ်တစ်ခုပြီးရင်ဗာလောက်ပါခေါင်းစဉ်တစ်ခုပြီးရင်ဗာသွားဖြေပါအောင်အဲ့လိုမျိုးလေးနဲ့ self assessment လေးတွေကိုထည့်ထားပေးတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့သူကဗာလဲဆိုတော့ education နဲ့ module မှာနောက်ဆုံးအနေနဲ့ကကြတော့ ပို့စတက်ဆေးရမယ်ဒီမော်ဂျူးပြီးသွားတဲ့အခါမှာလန်နာကဘယ်လောက်ထိကိုပေါ့နော်တက်သွားလဲဆိုတာကိုသိဖို့အတွက်ကိုပို့စတက်လေးစစ်ပေးရမယ်တဲ့ဆိုတော့ element needed in self instruction module ဆိုတဲ့ဥစားလေးကတစ်ခါလေးကြာရင် short question လေးပေးတတ်တဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ power point slide 3ခုတော့ဆရာမတို့ကြက်ထားမှရမယ်ဆိုတော့ self instruction teaching method ရဲ့နောက်ဆုံးကောင်းစင်ကတော့ဘာလဲဆိုတော့ advantages and disadvantages of self instruction ဆိုတဲ့ဥစားပဲဖြစ်ပါတယ်အဲ့တော့ကောင်းကျိုးအနေနဲ့ဘာတွေရလဲ ကောင်းကျိုးကတော့အလောင်းပေါ်ဆက်ပေးစဉ်ကိုလုံနိုင်ရင်လုံနိုင်သလားပေါ့နော်ကိုရဲ့အစွမ်းရှိသလားကိုကိုရဲ့အချိန်ကိုကိုကကိုချိန်ပြီးတော့မှလုပ်လို့ရတယ်ကိုကသာကိုလုံမရမှဖြစ်တဲ့အတွက်ကြောင့်မို့သူက active learning တော့ဖြစ်တယ်တခါကြီးကျတော့ကိုကသာကိုလုံလို့ပြင်းသွားတာတွေလည်းရှိကောင်းရှိနိုင်တာပေါ့လေနောက်တစ်ခါကျတော့သူက periodic assessment တွေပါနေတဲ့အတွက်ကြောင့်မို့သူက review and reflect information လုပ်ဖို့အတွက်ကိုလည်းအခွင့်အရေးတွေရပါတယ်တဲ့ခေါင်းစဉ်တစ်ခုပြီးတိုင်းပြီးတိုင်းမှာ poster စီတော်တော်ဆစ်ပြီးတဲ့အခါကျတော့ ဝါဖို့ထရားဟာလေးတွေသွားစစ်ပြီးတဲ့အခါကျတော့ကျမတို့က frequent feedback လေးတွေရမယ်ဆိုရင်တော့ပို့ပြီးတော့မှကောင်းတာပေါ့တဲ့ pain ဆိုတာကအစတည်းကရေးဆွဲထားပြီးသား feedback လေးတွေကိုကျမတို့ကနေပြီးတော့မှပြန်ပြီးတော့မှဖတ်ခိုင်းတာကိုပြောတာပါဆရာမတို့ကို poster တွေမှာဟိုဝါဖို့ထဲမှာရှိတဲ့အလုပ်လေးတွေပြီးတဲ့နောက်မှာကျမတို့တွေအဲ့မှာ key answer လေးတွေထည့်ထားပေးပါတယ်နောက် indicate mastery of material accomplish in a particular time frame အချိန်အတိုင်းတာလေးတစ်ခုတော်တွင်ထဲမှာအဲ့မှာကိုပြီးရမဲ့ material တွေကိုလည်းကိုယ့်အကူတက်ခါတယ်ပြီးအောင်လို့လုပ်ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မို့ဒါကတော့ self instruction အနေနဲ့စာတွေကိုဖတ်တဲ့အခါမှာရနိုင်တဲ့ကောင်းကျိုးတွေပေါ့နော်ဆိုတော့ဆိုကျိုးတွေကဘာတွေရှိရလဲအဲ့တော့ဆိုကျိုးတွေကလည်းအများကြီးပဲရှိတာပေါ့ limited wit learner who have low literacy skill ကိုယ့်အကူစာဖတ်ရတာတိတ်ပြီးတော့မှအာမတန်မှုဆိုရင်အဲ့လူအတွက်ကကြတော့ self instruction ဆိုတာကအဓိကဆိုကျိုးပဲနောက်တစ်ခါကျတော့ဒီဘက်ကအမြင်အာရုံကြားအာရုံတိတ်မကောင်းတဲ့လူတွေအတွက်ဆိုရင်တော့ ကိုဝတာကိုဖက်ကိုဝတာကိုနားထောင်လောက်ရောက်มาဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အတွက်ကကြတော့တိတ်တော့မသိတော့ဘူးနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ထိုင်ဆောင်ကြည့်နေမဲ့ဆရာမရှိဘူးကိုလုံးမကိုဖြစ်มาဆိုတော့ကိုကကိုငါမလုပ်လဲငါငါတော့မစူနိုင်ပါဘူးဆိုပြီးတော့မှသူကဘာလဲဆိုတော့ motivation တော်တော်ကောင်းမှာပဲဒီဥစ္စာကိုလုံးနိုင်မှာပေါ့နော် motivation သိမကောင်းတဲ့လူမျိုးဆိုရင်တော့အဲဆိုရင်တော့သူကစာအုပ်ကိုမကင်ကျင်မဲနဲ့ပြင်းပြင်းပြင်းနေမယ်ဆိုရင်တော့ဒီစာကပြီးသွားမှာမဟုတ်ဘူးပေါ့နော် နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီ self instruction နေနေနဲ့ဆိုရင်သူကပင်လျာမှာမကောင်းနေဆိုတော့ကောင်းတဲ့ချက်တွေလည်းများတယ်မကောင်းတဲ့ချက်တွေလည်းများပါတယ် not good for learner who tend to procrastinate ဆိုပြီးမှပြောထားပါတယ်ဘလို့ learner မျိုးတွေလဲဆိုတော့သူကဟုတ်ကောင်းတဲ့အချက်တွေကလည်းများတယ်လို့မကောင်းတဲ့အချက်တွေကလည်းအမျိုးမျိုးရှိတဲ့အထက်မှာ pro crusty နေဆိုတဲ့အကြောင်းကဘာလဲဆိုတော့ तू อ่ะအချိန်ဆွဲတတ်တဲ့လူပေါ့နော်အချိန်ဆွဲတတ်တဲ့လူမျိုးတွေဆိုရင်တော့ self instruction method ကကြာတော့ तू อ่ะမကောင်းတဲ့အကြောင်းအရာဖြစ်သွားပါတယ်နောက်တစ်ခါကျတော့ကိုယ့်အသာကိုလုံနေရင်းနဲ့ variation ပြောင်းလဲမှုတွေမရှိဘူးဆိုရင် तू อ่ะဘာဖြစ်လာနိုင်လဲဆိုတော့ဒီ method ကို boredom ဆိုတာကပြင်းလာနိုင်ပါတယ်တဲ့ ဒါကတော့ self instruction method ရဲ့မကောင်းတဲ့အချက်တွေပေါ့နော်ဆိုတော့ self instruction အကြောင်းလေးကိုပြောတဲ့အခါမှာအရှိဘက်မှာကျွန်မ introduction အကြောင်းလေးတွေပြောသွားပါတယ်နောက်တစ်ခုကကျတော့ elements needed in each self instruction module ဆိုပြီးတော့မှ powerpoint slide လေးအားလုံးစုစုပေါင်း၃ချက်ရှိပါတယ်နောက်ဆုံးခေါင်းစဉ်ကကျတော့ advantages and disadvantages of self instruction ဆိုပြီးတော့မှရှိပါတယ်ဒါလေးကတော့ကျွန်မရဲ့ unit 2 educational principle and teaching method ခန်းထဲမှာ2.2 teaching method ထဲမှာနောက်ဆုံး teaching method လေးအကြောင်းပါ အားလုံးစုစုပေါင်းရှိမှ6ခုဒါနဲ့ဆိုရင်9ခုရှိပါတယ်အဲ့တော့ဒီခန်းထဲမှာတော့ဆရာမတို့တွေအခန်းလိုက်အခန်းလိုက်အပုတ်လိုက်အပုတ်လိုက်မှာတော့ကြက်ဆရာစာတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုဖိုင်လေးတွေပြန်ကြည့်ပြီးတဲ့အခါကျတော့နားလည်အောင်လို့ဖတ်ကြပါလို့တိုက်တွန်းပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်